မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့ဒီကနေ့မနက်အစောပိုင်းမှာမန္တလေးမြို့အနီးကိုဗဟိုပြုတ်ပြီးတော့လေးတပ်သမား၃အဆင့်ရှိတဲ့ငလျင်လောက်ခတ်သွားပြီးမန္တလေးနဲ့ပြည်ဦးလွင်တို့မှာတိသားစွာခန်းစားခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇွန်လ28ရက်နေ့မနက်3:28မိနစ်အချိန်မှာမန္တလေးမြို့ရဲ့အရှိတ်25ကီလိုမီတာအကွာမြေအောက်အနက်30ကီလိုမီတာကိုဗဟိုပြုတ်ပြီးတော့ Richter scale လေးတပ်သမား၃အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြေငလျင်တစ်ခုလောက်ခတ်သွားတယ်လို့သိရပါဗျ။အဲ့ဒီငလျင်ဟာသခိုင်းငလျင်ကြီးရဲ့န ောက်ဆက်တွဲငလျင်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီငလျင်ကြောင်းဒီကနေ့မနက်ပိုင်းမှာမန္တလေးနဲ့ပြည်ဦးလွယ်မှာတိသားစွာခန်းစားခဲ့ရပြီးတော့အထူးသဖြင့်မန္တလေးမှာအလွန်တိသားတယ်လို့မန္တလေးကပြည်သူတချို့ကပြောကြားထားပါတယ်။ငလျင်လှုပ်တော့တော်တော်များများနှိုးကုန်ကြတယ်။အချိန်တော့အရမ်းမကြဘူး။တစ်ချက်ပဲဝုန်းဆိုပြီးလှုပ်ပြီးတော့သွားတာ။ စောင့်တွန်းလိုက်တယ်လို့ပဲလို့မန္တလေးမြို့ကပြည်သူတို့ကရှင်းပြထားပါတယ်။ပြည်ဦးမယ်ကပြည်သူတို့ချို့ဟာလေဒီကနေ့မနက်3:28မိနစ်အချိန်မှာလှုပ်ခတ်ခဲ့တဲ့ငလျင်ဟာအလွန်သိတာကြောင့်ပြောဆိုထားပါတယ်။မက်ချ်လာ28ရက်နေ့ကပြည်ဟာ9.8အဆင့်ရှိတယ်။သခိုင်းငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မှာနောက်ဆက်တွဲငလျင်ငယ်များစွာလှုပ်ခတ်ခဲ့ရာစုစုပေါင်းငလျင်ငယ်အချိန်ကြီး200နီးပါးလောက်ခတ်ခဲ့တယ်လို့ဘိုးလေးဝတ်သားနဲ့ဇလဗိဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားကြောင်းသိရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ကရွေးကောက်ပွဲကျင်းပရန်အတွက်ဆုံရှုံထားတဲ့မြို့နယ်တွေထဲကမြို့နယ်တစ်ခုလုံးကိုသိမ်းတာတဲ့မြို့ပေါ် area များကိုဖြစ်နိုင်သမျှအ мян ဆုံးအ धिक ပြန်လည်သိမ်းပရန်ညွှန်ကြားထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကြမ်းဖက်စစ်ကောင်စီကနိုင်ငံတော်အမှာထိုးစစ်များကိုအရှိန်ဟုန်မြင့်တဲ့နေရာမှာစုံရှုံထားတဲ့မြို့နယ်တွေကမြို့နယ် area များအလုံးကိုသိမ်းပိုက်ရန်ဖြစ်နိုင်မယ်ဆိုပါကမြို့နယ် area တစ်ခုလုံးကိုတိုက်ခိုက်သိမ်းပိုက်ရန်အကယ်၍မြို့နယ် area တစ်ခုလုံးကိုသိမ်းပိုက်ဖို့အတွက်ခက်ခဲပါကမြို့ပေါ် area များကိုဦးစားပေးပြီးတော့သိမ်းပိုက်ရန်ညွှန်ကြားထားတယ်လို့သိရပါတယ်စုံရှုံထားတဲ့နယ်မြေတွေမှာမြို့နယ်တစ်ခုလုံးကိုသိမ်းပိုက်နိုင်တဲ့အခြေအနေနဲ့အခွင့်အရေးရှိရင်မြို့နယ် area တစ်ခုလုံးပေါ် အကယ်၍မြို့နယ်တစ်ခုလုံး area ကိုသိမ်းပိုက်ဖို့ခက်ခဲတယ်ကြာမယ်ဆိုရင်မြို့ပေါ် area ကိုအဓိကဥတည်ပြီးတော့ပြန်လည်တိုက်ခိုက်သိမ်းပိုက်ဖို့ညွှန်ကြားထားပါတယ်အဓိကရွေးကောက်ပွဲအတွက်မြို့ area ကိုဦးစားပေးပြီးတော့သိမ်းခိုက်တဲ့သဘောလို့နားလည်ရပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရေးမြစ်ကရှင်းပြထားပါတယ်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်းကဆုံးရှုံးထားတဲ့နေမြေများကိုပြန်လည်သိမ်းပိုက်နိုင်ရေးအတွက်အင်အားထောင်ချီတုံးပြီးတော့ထိုးစစ်ဆင်ခိုင်းရမှာနေမြေများကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့စစ်ကြောင်းကအရာရှိနဲ့စစ်ခွေးများအလုံးကိုယာဒူးတိုးပေးခြင်း မတ်လောက်တဲ့စုငွေနဲ့အခွင့်အရေးများကိုပါချင်းမြင့်ပေးမယ်ဆိုပြီးတော့မတ်လုံးပေးထားတယ်လို့သိရပါဗျ။နေမြေများကိုပြန်လည်သိမ်းပိုက်ရေးအတွက်ထိုးစစ်ဆင်နေတဲ့စစ်ခွေးစစ်ကြောင်းတွေမှာလက်နက်ခဲယမ်းများရိတ်ခါများကိုစင်စက်မပြတ်အဆက်မပြတ်ပေးပို့နိုင်ရေးစစ်ကြောင်းတစ်ခုချင်းစီအတွက်တီးတန့်ထောက်ဖို့တံများပါဖွဲ့စည်းပေးထားတယ်လို့သိရပါဗျ။အခုလိုမျိုးစစ်ကြောင်းတစ်ခုချင်းစီအတွက် ထောက်ဖို့တပ်ဖွဲ့များဟာအရင်ကမရှိခဲ့ဘူးဘူးလို့သိရပါတယ်အကြမ်းဖက်စစ်ခွေးခေါင်းဆောင်မင်းအောင်လိုင်ကရွေးကောက်ပွဲကိုလာမဲ့ဒီဇင်ဘာလကနေ2026ခုနှစ်ဇန်နဝါရီလအထိလေးဘတ်တာကျင်းပသွားမှာဖြစ်တယ်လို့စီစဉ်နေကြောင်းသိရပါတယ်တပ်နိုင်သမျှနယ်မြေတွေအားလုံးမှာရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်လှုံ့ဆော်နေတယ်လို့ထုတ်ဖော်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှုကြောင့်နိုင်ငံရဲ့စီးပွားရေးဟာအမေရိကန်ဒေါ်လာ63.6ဘီလီယံအထိဆုံးရှုံးခဲ့ရပြီးတော့စစ်အသုံးစရိတ်ဦးစားပေးသုံးစွဲနေမှုများကြောင့်နိုင်ငံရဲ့ကျွေးမီဟာ62ရာခိုင်နှုန်းအထိတိုးလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မှာကျင်းပမယ်59ချိန်မြောက်ကုလသမဂ္ဂအခွင့်အရေးကောင်စီအစည်းအဝေးမှာကုလသမဂ္ဂအခွင့်အရေးမဟာမင်းကြီးဗော်ခါထက်က မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေအစီရင်ခံစာကိုတင်ပြဖတ်ကြားမှာဖြစ်ပြီးတော့အဲ့ဒီအစီရင်ခံစာမှာမြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေများကိုအသေးစိတ်ဖော်ပြရေးသားထားတယ်လို့သိရပါဗျ။ စစ်အာဏာသိမ်းတဲ့ကာလကစတင်ပြီးတော့မြန်မာနိုင်ငံရဲ့ပြည်တွင်းထုတ်လုပ်မှု GDP ခန့်မှန်းချက်အရ American Dollar 63.9ဘီလီယံအထိစီးပွားရေးအရရှုံးပေါ်ခဲ့ပြီးတော့ COVID ကာလမတိုင်မီစီးပွားရေးအခြေအနေကိုပြန်လည်ရောက်ရှိဖို့အတွက်2028ခုနှစ်အထိမျှော်လင့်လို့မရတော့ဘူးလို့သိရပါတယ်။စစ်အာဏာသိမ်းလိုက်တဲ့အတွက်မြန်မာနိုင်ငံဟာလွန်စွာနန်းနေဆိုးွားတဲ့စီးပွားရေးအကျပ်တဲမှာပြိမိနေကလက်နက်ကိုင်းပြိပခါတွေကြောင့်ဖြစ်ပေါ်လာတဲ့စိုးကျိုးတိုက်ရောက်မှုများကိုမြန်မာပြည်သူများက ပြည်တွင်းထဲမှာသာမကပြည်ပနိုင်ငံတွေမှာပါစိုးဝါးစွာရင်ဆိုင်နေရတယ်လို့သိရပါဗျ။နှိုင်းရှင်သုံးသက်ချက်များအရာနိုင်ငံရဲ့စီးပွားရေးကဏ္ဍဟာအလွန်အမင်းကြာဆင်းနေတယ်လို့သိရပါဗျ။ရှိသမျှအရင်းမြစ်တွေအကုန်လုံးကိုနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်သုံးစွဲမှုများယောနေလာတယ်လို့ စီရင်ခန်းစာမှာဖော်ပြထားပါတယ်မြန်မာနိုင်ငံရဲ့ငွေကြေးဖောင်းပွားမှုနှုတ်ဟာလည်းအလွန်မြင့်မားလာပြီးတော့2024 2025ဘန်ဒါရီနှစ်အတွင်းမှာ30ရာခိုင်နှုန်းအထိငွေကြေးဖောင်းပွားမှုများရှိခဲ့တယ်လို့သိရပါတယ်မြန်မာကျပ်ငွေဟာအမေရိကန်ဒေါ်လာနဲ့နှိုင်းယှဉ်ပါက90ရာခိုင်နှုန်းယောနေလာတယ်လို့သိရပါတယ်မြန်မာစစ်တပ်ကအရင်မြင့်များကိုအရက်သားလူလူဆိုင်ရာအခြေခံအဆောက်အအုံနဲ့ဝန်ဆောင်မှုများမှာယင်းဤမြုပ်နှံမှုထဲစစ်အသုံးစရိတ်အပေါ် ဦးစားပေးပြီးတော့သုံးဆွဲနေခဲ့တဲ့အတော့နိုင်ငံတော်ရဲ့အကျွေးတွေဟာ2024 2025ဘန်နာနှစ်မှာ60နှစ်ရာဂိုင်နှုန်းအထိတိုးလာတယ်လို့သိရပါဗျ။နိုင်ငံရဲ့လူဦးရေထောက်ဝက်ကျော်ဟာစီးရဲမွေးတိမ်မှုစံနှုန်းအောက်မှာနေထိုင်နေရကစားနပ်ရိက္ခာဖူလုံမှုမရှိတဲ့အခြေအနေကိုစိုးဝါးစွာခံစားနေရတယ်လို့သိရပါဗျ။ဆန်ဟင်းသီးဟင်းရွက်စားသုံးစီငါအသားနဲ့ပဲအမျိုးမျိုးစတဲ့အခြေခံစားတောက်ကုန်ပစ္စည်းများရဲ့ကုန်စည်နှုန်းတွေဟာလည်းရခင်နှစ်ထက်နှိုင်းယှဉ်ပါက တနိုင်ငံလုံးရဲ့ပြမ်းမြ30ရာခိုင်နှုန်းအထိတက်သွားတယ်လို့သိရပါတယ်။ဒါအပြင် စားသုံးစီ၊ဈေးဘဆိုင်ရာပစ္စည်းများ၊ဈေးဝါ၊မျိုးစင်းနဲ့ဓာတ်ပြေဩဇာလိုမျိုးအရေးကြီးတဲ့ကုန်ပစ္စည်းများကိုလည်းတင်သွင်းခွင့်တွေကန့်သတ်ထားရာစည်ရဲမွဲတေမှုဒဏ်ခံနေရတဲ့လူလူအပေါ်ကိုဝင်ထုတ်ဝင်ပို့ဖြစ်စေတယ်လို့အစိုးရခန်းစားကဖော်ပြထားပါတယ်။စီးပွားရေးအကြက်တဲရဲ့နောက်ခံရင်းမြစ်ဟာစစ်တပ်ကဗဟိုဗန်နဲ့တရံဇာတာတူးဖော်တဲ့ကဏ္ဍအပါအဝင်နိုင်ငံတော်ပိုင်တဲ့စီးပွားရေးလုပ်ငန်းများကို ထိန်းချုပ်နေခြင်းကြောင့်ဖြစ်တယ်လို့သိရပါတယ်။နိုင်ငံတကာရဲ့ပိတ်ဆို့တားမြစ်မှုများကြောင့်မြန်မာစစ်တပ်ရဲ့ဝင်ငွေရနိုင်မှုလမ်းကြောင်းများတုံ့ဆိုင်သွားတော့လေနိုင်ငံတော်ပိုင်နဲ့စီးပွားရေးအဖွဲ့အစည်းများကတော့စစ်ခွေးတပ်အတွက်အ धिक ဝင်ငွေရလန်းအရင်းမြစ်များအဖြစ်နဲ့ဆက်လက်တည်ရှိပေးနေတယ်လို့သိရပါတယ်။စစ်ခွေးတပ်ကစစ်အုံစည်းကိုဆက်လက်ပြီးတော့ဖြည့်ဆည်းဖို့အတွက်ရည်ရွယ်ပြီး သွင်းကုန်အစားထိုးခြင်းနိုင်ငံသားငွေလဲလှယ်မှုတွေကိုထိန်းချုပ်ခြင်းနိုင်ငံသားငွေကနေပြီးတော့မြန်မာကျပ်ငွေကိုစစ်တပ်အမျက်ဆုံးရစေတဲ့ငွေလဲလှယ်မှုပတ်မှတ်နှုံးနဲ့အတရားတမငွေလဲလှယ်စေခြင်းနဲ့နိုင်ငံသားကနေပြီးတော့လွှဲတဲ့ငွေတွေကိုအခွန်ကောက်ခံခြင်းအပြင်မှတ်ပုံတင်မထားတဲ့နိုင်ငံသားငွေလဲလှယ်တဲ့လုပ်ငန်းများကိုအရေးယူခြင်းများကိုဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်မြန်မာစစ်ခွေးတပ်ဟာပုံမကျွယ်ဝလာပြီးတော့အရသာပြည်သူတွေကတော့ပို့ပြီးတော့ဆင်းရဲတစ်ဖက်ဆင်းရဲပြီး စီးရဲတွင်နှက်စီတယ်လို့အစီရင်ခံစာကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ကမ္မမြို့အတွင်းပြည်သူဝိုင်းပစ္စည်းတွေကိုလိုက်လံခိုးယူနေတဲ့စစ်ကား၂စီးကိုပြစ်ခတ်တိုက်ခတ်ရာစစ်သား9ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ26ရက်နေ့မနက်10:00နာရီဝန်းကျင်ကမှကမ္မမြို့အတွင်းမှာပြည်သူဝိုင်းနေအိမ်များအတွင်းကနေပြီးတော့ပစ္စည်းများလိုက်လံခိုးယူတင်ဆောင်နေတဲ့စစ်ကား၂စီးကိုပြည်သူကာကွယ်ပူးပေါင်းတပ်ဖွဲ့များကကမ္မမြို့တွင်တနေရာမှာအလစ်အငိုက်တိုက်ခတ်ခဲ့ရာ စစ်သား9ဦးသေဆုံးပြီးတော့အများပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။မြို့ထဲမှာကားနှစီးနဲ့ကင်းလဲ့ရင်ပြည်သူဝိုင်းပစ္စည်းတွေလိုက်ခိုးနေတဲ့စစ်ခွေးတွေကိုတိုက်ခိုက်ခဲ့တာပါ။အပြန်အလှန်ပြစ်ခတ်မှု10မိနစ်လောက်တော့ကြာခဲ့ပါဗျ။နောက်ထပ်ထပ်တိုးသေဆုံးစီးရင်ကတော့မသိရသေးဘူး။စစ်ကြောင်းကပေါက်ဘက်ကိုဥတီပြီးတော့တွားနေတာပါ။ပြည်သူတွေအနေနဲ့အထူးကြိုးစိုက်နေထိုင်ရဖို့တိုက်တွန်းချင်ပါတယ်လို့ဘခုတ်ကူ People Defense Force PPDF တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါဗျ။ ဒါအပြင်ဇွန်လဇန်းပိုင်းကစပြီးတော့ပခုတ်ကူမျိုးအခြေဆိုင်တက်မတရတက်ကပေါ့မြုံနယ်ဘက်ကိုဥတည်ပြီးတော့အင်အားလုံးရင်းနဲ့ထွက်လာတဲ့ရိတ်ခါပို့တဲ့စစ်ကြောင်းဟာကမ်းမမျိုးအတွင်းကိုရောက်ရှိလာတယ်လို့သိရပါဗါတယ်အဲ့ဒီစစ်ကြောင်းကြောင့်ကမ်းမမျိုးကပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ပြောပါတယ်အခုလိုထွက်ပြေးတိမ်းရှောင်နေရတဲ့ပြည်သူပိုင်းနေအိမ်များကိုစစ်တပ်ကမီးရှို့ခြင်းပြည်သူပိုင်းပစ္စည်းများကိုလူရက်ခိုးယူခြင်းများကိုလည်းလုံဆောင်လျက်ရှိတယ်လို့သိရပါတယ် အဲ့ဒီစစ်ကြောင်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်လျက်ရှိရာစစ်ခွေးစစ်ကြောင်းဟာလိုရာခရီးကိုမရောက်နိုင်တဲ့အတွက်စစ်ကြောင်းထွက်ရလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ကြေးပါများစစ်ဘေးဆောင်စခန်းများကိုလေးကြောင်းကနေပြီးတော့ဗုံးကျဲတိုက်ခိုက်နေကြောင်းသတင်းရရှိပါတယ်ခမောင်းဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတင်ပိုက်ထားတဲ့ကြောင်မင်းမျိုးကိုစစ်ကောင်စီကဒီကနေ့မနက်အစောပိုင်းမှာဒုတိယအကြိမ်ဖြစ်နေလေရင်နဲ့ဘုံကျဲချသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့ဇွန်လ28ရက်နေ့မနက်3:00 3:00နာရီ46မိနစ်အချိန်နဲ့3:00 3:00နာရီ51မိနစ်အချိန်တို့မှာစစ်ကောင်စီရဲ့လေယာဉ်များကကြောင်မဲမျိုးပေါ်မြောက်ကုန်းစောက်လုပ်ရေးဝင်းထဲကိုဘုံနှလုံးကျဲချသွားတယ်လို့သိရပါဗါးအဲ့ဒီဘုံကျဲချမှုကြောင့်ထိခိုက်ပျက်စီးမှုများရှိပြီးလက်တလော့အချိန်တွေကိုတော့အသေးစိတ်မသိရသေးဘူးလို့ဒေသခံတို့ကပြောပါဗါးမနက်အစောကြီးတနာရီဝင်းကျင်လောက်ကိုလာပြီးတော့ကျဲသွားတာပါလူတွေကတော့လေယာဉ်လာကျဲနိုင်တယ်ဆိုပြီးနုံနုံကြကြတော့ရှိကြတယ်စောက်လုပ်ရေးယုံပျက်စီးတယ်လို့တော့ကြားတယ်အတိအကျတော့မသိရသေးဘူးလို့ကြောင်မဲဒေသခံတို့က ပြန်လည်ရှင်းပြထားပါဗျ။ဇွန်လ24ရက်နေ့ကလည်းကြောင်မဲမျိုးကိုအကြမ်းဖက်စစ်ခွေးတပ်က ပထမအချိန်ဖြစ်နေလေရင်နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ရာပန်းစပယ်လဖဲ့ဆိုင်အနီးနဲ့စံပြထမင်းဆိုင်ဘော်ကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့ပြည်သူ၄ဦးသေဆုံးကအများပြဒဏ်ရာရရှိသွားတယ်လို့သိရပါဗါးအလားတူပဲဇွန်လ26ရက်နေ့မှာစစ်ကောင်စီတပ်ကနောင်ချိုမြို့ဘော်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဟာဝဇာလက်နဲ့ကြီးများနဲ့ပြစ်ခတ်လိုက်တဲ့အတွက်ပြည်သူတအုပ်ဒဏ်ရာရရှိပြီးတော့နေအိမ်၃လုံးထိမှန်ပျက်စီးသွားကြောင်း TNL ကသတင်းထုတ်ပြန်ထားပါဗါးဇွန်လ26ရက်နေ့မနက်၈နာရီခွဲအချိန်မှာနောင်ချိုမြို့ဈေးရက်နေမြေကိုမှာ ဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့စစ်ကောင်စီတပ်ကဟာဝဇာလက်နက်ကြီး၄လုံးနဲ့ပြက်ခတ်တိုက်ခတ်ခဲ့တဲ့အတွက်ကြောင့်ပြည်သူတအုပ်ထိမှန်ဒဏ်ရာရရှိခဲ့ပြီးစစ်ရှောင်နေတဲ့ပြည်သူလူထုရဲ့နေအိမ်တလုံးလည်းထိမှန်မီးလောင်သွားတယ်လို့သိရပါဗျ။အလားတူပဲဇွန်လ25ရက်နေ့ည09:45မိနစ်အချိန်မှာ စစ်ကောင်စီတပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီး၈လုံးဟာနောင်ချိုမျိုးဈေးရက်ကနမ်းမြေတဆဲမှာနေအိမ်နှလုံးထိမှန်သွားခဲ့ပြီးတော့တချို့ဟာကြောက်ကူဖုံကြီးကြောက်ရဲ့အောက်ဘက်တောထဲမှာကြောက်ရောက်ပောက်ကွဲသွားတယ်လို့သိရပါဗါး။အချမ်းဘတ်စစ်ခွေးတပ်ဟာဇွန်လတလလုံးအပြစ်ခတ်ရဲဆဲကြောင်ကြီးညာထားတော့လေ။နောင်ချုံမြို့နယ်အတွင်းကိုအပြင်းထန်ထိုးစစ်ဆင်တွေကနောင်ချုံမြို့ကိုလည်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်း၊လေကြောင်းကနေဘုံကျဲခြင်းများဇက်တိုက်လုံဆောင်ရရှိတယ်လို့ TNL ရဲ့ထုတ်ပြန်ချက်အရသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့အင်းအားကံပေါင်းမှာအသက်25နှစ်အရွယ်မောင်မြတ်မင်းခန့်ကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားပြီးတော့ပရဟိတနာယေကားနဲ့ခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ26ရက်နေ့ည7:00နာရီအချိန်မှာရန်ကုန်တိုင်းတောင်ပလာပါမြို့နယ်အမှတ်7ရပ်ကွက်မှာနေထိုင်တဲ့အသက်25နှစ်အရွယ်မောင်မြတ်မင်းခန့်ဟာတငယ်ချင်းများနဲ့အတူရန်ကုန်မြို့ကမာရွတ်မြို့နယ်အင်းအားကံပေါင်းကိုတွားရောက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့တငယ်ချင်းတွေနဲ့အဖော်ကွဲသွားတဲ့အချိန် အယက်ဝတ်နဲ့စစ်သားတချို့ကဖမ်းဆီးသွားပြီးတော့နာရီကားနဲ့ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ကမ်းပေါင်းမှာလူတွေလည်းအများကြီးရှိနေပါတယ်။အဲ့ဒါကိုသူ့ကိုဆွဲခေါ်သွားတာအယက်ဝတ်တွေနဲ့ပဲဆွဲခေါ်သွားပြီးတော့နာရီပရဟိတအရာဖတ်ကားနဲ့ခေါ်သွားတာသူ့ကိုခေါ်ဆောင်သွားတဲ့အချိန်မှာပဝင်းကျင်ကအားလုံးမြင်ပါတယ်လူတွေအားလုံးလည်းမြင်နေရတယ်လို့တငယ်ချင်းဖြစ်သူကရှင်းပြထားပါဗျ။အဲ့ဒီနောက်မောင်မြတ်မင်းခန့်ရဲ့တငယ်ချင်းများနဲ့ဆွေမျိုးများကရန်ကုန်တိုင်းတောင်ကလာဘမြို့နယ်ရဲစခန်းနဲ့ အမတ်ဆက်နဲ့ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုတွားရောက်အကြောင်းကြားပြီးတော့လိုက်လံရှာဖွေခဲ့တယ်လို့သိရပါတယ်။တောင်းကလာပါမြို့နယ်ရဲစခန်းကိုလည်းမောင်မြန်မင်းခန့်ရောက်ရှိလာခြင်းမရှိဘူးလို့ပြောပါတယ်။ရဲများရဲ့ပြောဆိုချက်အရာစစ်မှုထမ်းတပ်သားတဲ့စူဆောင်းသွားတဲ့သဘောဖြစ်တယ်လို့သိရကြောင်းတငယ်ချင်းများကရှင်းပြပါတယ်။မနေ့ကညပိုင်းကအရွက်ဝတ်တဲ့စစ်သားများရဲ့ဖမ်းဆီးခံရတဲ့မောင်မြန်မင်းခန့်ဟာ ဖုန်းအဆက်အသွယ်လည်းမရတော့ဘဲလက်ရှိအချိန်ထိတရင်အစနာမရသေးဘူးလို့ပြောပါရယ်တငယ်ချင်းတွေနဲ့ဆွေမျိုးတွေကဘယ်နေရာမှာသူ့ကိုဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာကိုဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းတရင်ရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ